ရတတ်ကြီးရဲ့မင်္ဂလာပါဗျာပနာရောကဇလမြကိုရွေးချယ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel တွေကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလမ်လေးကတော့ဆရာစိုးဝေရေးသားထားတဲ့ကျိုးသမဝင်းကြီးဆိုတဲ့ပနာရောကဇလမ်လေးပဲဖြစ်ပါတယ်ခင်ဗျာဇလမ်လေးမစတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးတာကိုမြတ်တာရက်ခံနေပါတယ်ပရိသတ်ကြီးကအစင်းသိဖြစ်တော့ကျွန်တော်နဲ့တူတူဇလမ်လေးကိုစတင်နားဆင်လိုက်ကြရအောင်ခင်ဗျာ အာယုံရဲ့နနခင်အလေးအောင်မပေါ်သေးတဲ့တိတ်ဆိတ်နေတဲ့အချိန်ဝယ်ကျောင်းမဖွေရထွက်ပေါ်လာတဲ့အတန်ကြီးမှာတော့မြင်တွေ့နေရသောလူအလုံးရဲ့စိတ်နှလုံးကိုစိတ်မချမ်းမွေ့ဖွေရမြင်တွေ့နေကြရဖြစ်ပါလေရှင်မှာတော့တည်တန်ချခံခဲ့ရသောကျိုးသမားအောင်တင်ဆိုသူဟာဒီမနက်စောစောမှာကျိုးစင်ကြီးပေါ်ဝဲတောက်ဖြုတ်တက်ပြတ်ခဲ့တဲ့မြင်ကွင်းကိုတော့မြင်တွေ့ကြရလို့ပဲဖြစ်ပါလေဒီလိုကျိုးပေးစီရံမြဲတောင်းဝင်မှာတော့ကျွန်ုပ်ရဲ့တောင်းဝင်ဖြစ်နေတော့ကြောင်းထောင်မှန်ကြီးထမလက်ကင်ဘဝအဖြူလေးကိုမှောင်ကြီးဝိုးတော်ချာမှာ ဝေယံအချက်ပြနေသောကြောင့်ကျွန်တော်လက်ထဲဝယ်စေးထန်းနေသောချွေးများဖြင့်နစ်နေတဲ့ဒေါင်မောင်းတံကိုဆွဲချလိုက်ရဖြစ်ပါသည်ဂျိုးသမားအောင်လည်းတည်ဆုံးနေသောခန္ဓာကိုဂျိုးစင်အောင်လှန်ကောင်းထဲမှဆွဲထုတ်ယူကာတင်းကျိုင်းစီကိုတည်ဆောင်သွားပြီးတော့မြေမြုပ်တကြိုပေးလိုက်တယ်ကျွန်တော်လည်းယနေ့တာဝန်မှုကြီးတာဝန်ကြားနေတာကြောင့်ည၈နာရီတတိမှထောင်းလဲသို့ဂျူတီပြန်ဝင်ရမည်ဖြစ်ပါသည်စနီတော်ခုပေးသောထမင်းကိုနောက်ဖွေးမှတယောက်ထဲထိုင်စားနေမိပါတယ် ဇနီးဖြစ်သူမိသားမှာတီဗီမှာပြတာတော့ကိုရီးယားဇလန်တွေအားအင်ရှင်းမှထန်ရည်နေတော့ကြောင်းဖြစ်ပါတယ်။ကျွန်ုပ်ထမင်းစားပြီးစားခြင်းစားကြံများကိုနောက်ဖွေးရှိခွေးသားကထဲတုံပစ်ချနေစဉ်ခွေးမဲတကောင်ကတစုံတရာကိုလှမ်းမြင်တဲ့ပြင်ထိုးဟောင်နေခြင်းဖြစ်ပါတယ်။ကျွန်ုပ်လည်းနောက်ဖွေးဘက်မှာညီသည့်တစုံတရာရှိနေ၍များခွေးဟောင်နေတယ်လဲဆိုတဲ့အတွေ့အပြင်နောက်ဖွေးအပြင်ဘက်သို့ထွက်ကြည့်ရှာဖွေနေမိပါတယ်။ ထိုစဉ်လှုပ်ရှားနေသောအရေးတံလူလိုမတင်ငါဘွေရတွေ့မြင်လိုက်သဖြင့်အေကန်နဲ့ဝင်ရေးလက်နှိတ်တမီးကိုယူကာဟိုဟိုတီတီလိုက်လံထိုးကြည့်တော့လေမြည်သည့်အရေးရောက်မြမတွေ့ပြီအင်းငါစိတ်တဲထင်းနေလို့မြလားအဲ့ဒီလိုစိတ်ထမ်းမှကြိတ်ပြီးတော့မှတ်ချက်ချနေမိပါရင်ကျွန်ုပ်လည်းညတော်ဝင် ပြန်ဝင်ရမည်ဖြစ်၍ဇနီးတဲ့ကိုတကားများတေချာပိတ်ပြီးမှအေးရန်မှားကြပြီးတော့ထောင်ထဲသို့ပြန်ဝင်လာတယ် ကျွန်တော်မှာညတာဝန်မူကြီးတာဝန်ယူထားရသဖြင့်ညဘက်လုံခြုံရေးကင်းများကိုလိုက်လံစစ်ဆေးနေမိပါတယ်။အိဆောင်များကို တိုက်ခတ်များစသည်တို့ကိုကင်းသမားများနုံနုံကြကြရှိမရှိလိုက်လံစစ်ဆေးနေပါ යි ။အားလုံးလက်ပတ်စစ်ဆေးပြီးတော့ကျွန်တော်ယုံတာဝန်ထမ်းဆောင်နေတဲ့အချုပ်ယုံငန်းဝင်ကချုပ်ရမန်များကိုနှက်ပြန်ယုံထွက်အမိယုံထုတ်နိုင်ရန်အတွက်ဇပွဲပေါ်မှာထိုင်စစ်ဆေးနေမိပါတယ်။ထိုစင်မှာပင်ကျွန်ုပ်မြဝန်းတောင်းတနေရာမှာတစုံတစ်ယောက်ဖြစ်သွားသလိုရုတ်တရက်ရိတ်ခနဲမြင်လိုက်သဖြင့ ဖွင့်ထားတော့တကမှအပြင်ဘက်လမ်းကြည့်လိုက်မိတယ်။သို့တော်လည်းကျွန်တော်ထင်သလိုတစုံတစ်ယောက်မမြင်ရဘဲနဲ့ရုံငန်းရှိရှိအမျိုးသမီးဆောင်ကိုကာယံထားသောအုံနရံမဲမဲကြီးကိုသာအမောင်တို့အဝယ်မြင်တွေ့နေရပါရင်ကျွန်တော်လည်းမနှက်ဖြန်ရုံထွေးရမယ့်အချုပ်သားများအတွက်ချုံရမံများကိုနည်းမြေလမ်းကြောင်းလိုက်တရေပင်နဲ့သေချာစီးနေပါရင်ရုံငန်းဝင်ပေါက်နေရာမှာချိန်ထားသောပြက်ကရင်စားရက်များစီလေလီမတိုက်ပါဘဲနဲ့တဖြည်းဖြည်းလှုံရှားမြင်နေသည်ကိုတော့ကြားလိုက်ရပါသည် အလုတ်ထဲအာယုံဝင်စားနေရမှာဖြက်ခနဲ့လမ်းကြည့်လိုက်တော့လေပြက်ကရင်စာရွက်များမှာတော့တန်တွင်ချိန်ဆွဲထားတဲ့အတိုင်းပကတိငြိမ်သက်နေပါတယ်။ဟေးအောင်တယ်မြတ်လားနှောက်ရက်နေတာများလား။မစီမဆိုင်အတွေ့တစ်ချက်ခေါင်းထဲဖျက်ဝင်လာတယ်။နက်နက်စောစောလင်းအားကြီးအချိန်ဝဲကျိုးသမားအောင်တင်ကိုကျွန်ုပ်ကိုယ်တိုင် တောက်ဖြုတ်စီရင်ခဲ့ပြီးဖြစ်ပါတယ်။အောင်တင်တယောက်လက်တော်သေဆုံးသွားခဲ့ပြီးနောက်၎င်းရဲ့ဝိညာဉ်မှာမကျွတ်မလွတ်နိုင်သေးပဲနဲ့ထောင်ထဲမှာလေလွင့်မျောပါနေသလားဟုစိတ်ထဲတွေးနေမိပါတယ်။ ်ဆရာကျွန်တော်ကိုတောက်ပြုတ်တက်ခဲ့တော့ဆရာမှာကောအပြည့်တစုံလေးရမရှိဘူးလားဘယ်ရှိပါမလဲအောင်နေရမအားတော့ဝန်ထမ်းနေဆိုတာကနိုင်ငံတော်လာစာကိုစားနေရတဲ့နိုင်ငံဝန်ထမ်းနေပြီးပြီးအထက်ကအမိန်ပေးလာတော့လေတာဝန်အရာလုပ်ကြရတာပါနနက်ကကြိုးစင်ကြီးပေါ်ဝဲကြိုးမပေးမီအောင်နေကနောက်ဆုံးနှုတ်ဆက်စကားပြောစဉ်အထက်ပါအတိုင်းမင်းမြန်နေတဲ့ပြည့်ပြန်ဖြေကြခဲ့ခြင်းဖြစ်ပါတယ် ယခုတော့ကျွန်ုပ်ကိုယ်တိုင်တောက်ဖြူတက်ခဲ့ရသောအာနိန္ဒိယမကျွမလွတ်နိုင်စွာပဲသူ့ရဲ့ဝိညာဉ်ကခိုနားเสียရနေရာမရှိသောကြောင့်ထောင်ဝင်းထဲမှာတွာလာမျောပါနေဟန်တူပါ၏ကျွန်ုပ်လည်းအလုံးများကိုလက်စားတက်ကတနေ့ရုံးထွက်တွင် အစင်းသည့်ဖြစ်နေရန်အတွက်ချိုးယမန်များကိုသူလမ်းကြောင်းအတိုင်းစီထက်ပြီးတော့ဇပွဲပေါ်မှာအစင်းသည့်တင်ထားပါ၏ဂိမ်းမကြီးပေါ်မှာနာယီမောင်းထိုးရန်အချက်ပေးတန်ကြောင်းခောက်တန်ကို ကြားလိုက်ရပြီးတော့နာယီမောင်းကိုဇက်တိုက်ခောက်နေလေတယ်ဘာလို့လဲညတော့တော်တော်နဲ့လာပြီပဲ ည7နာရီမောင်းတော်ခောက်သွားသည်ဒုတိယအကြိမ်ကင်းလက်စစ်စဲရောက်ပြီးအလုပ်တွေတင်းပြီးတော့ကင်းလက်စစ်စဲဦးမှာပဲသူတို့တကိုယ်တည်းအဲ့လိုပြောကရုံကန်မိကိုပိတ်လိုက်ပြီးတော့ရုံနကားကိုတော့ခတ်ပိတ်လိုက်ပါတယ်ထောင်ဘူးကအနောက်ဘက်နေရာမှာအမျိုးသမီးဆောင်ပေးမြင်းဒီလန်ကလေးတိုင်းအိုယိုးပလန်ပေါ်မှာရှောက်လာနေတယ်ထောင်အိုယိုးမမဲကြီးပေးကဖြတ်ကရှောက်လာပါတယ်လမ်းမှာရှိသောမျောစင်ကင်းများကိုစစ်စင်းရင်းလဲရှောက်လာခဲ့ ထို့နောက်အမျိုးသမီးအိတ်ဆောင်လွန်လာတဲ့ခါမှာတော့လာရောင်အဝဲကျိုးစင်ကြီးကိုထိရဲတွေ့မြင်လိုက်ရတယ်။လင်းနူအေးလေးများတိုက်ခတ်နေတဲ့ကြားကကြောတဲ့ဝဲစိတ်ခနဲ့အေးဆက်သွားပါတယ်။ဒီကျိုးစင်ကြီးပေါ်မှာမန္တန်စောစောကပဲကျိုးသမားအောင်နေကိုဂျိုးပီးကွမျက်ခဲ့သည်လေ။ယခုမှတော့ကျိုးစင်ဘဝင်းကြီးမှာဘာတမ်းမှ မကြားရမင်းနဲ့တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ဟောက်တန်တက်တဲ့ပုံပဲနားထဲမှာကြားလိုက်ရတော့ကြောင့် ဝန်ထမ်းတာဝန်ကြားကင်းသမားသည်တနေရာမှာကင်းမဆောင်မနဲ့ပုံဝဲဟိတ်မိဟန်တူပါလေ။ဒါကြောင့်မဲကင်းသမားကိုနှုတ်ရန်လက်မိတ်သမီးအောင်ဖြင့်ပတ်ဝန်းကျင်တဝိုက်ကိုထိုးကြည့်ရှာဖွေနေပါလေ။လက်လိတ်သမီးအလျောက်ဝဲကျိုးစင်ကြီးပေါ်မှာတရရောက်လှဲအိတ်နေသလိုပုံစံမျိုးကိုအမှတ်မထင်တွေ့မြင်လိုက်ရလေ။ကျွန်တော်လည်းမိမိကင်းတာဝန်ထမ်းမှာကင်းမဆောင်မနဲ့ ကျိုးစဉ်ကြီးအပေါ်ဝဲတဲအိနေတော့ကင်းသမားအားနှိုးမထမီကိုတည်တပြင်းကျိုးစဉ်ပေါ်သို့တက်မီလို့လေကားဇက်သုံးတစ်ကိုတစ်ထစ်ချင်းနင်းတက်လာပါ၏ထိုးစဉ်မှာပင် ကျိုးစဉ်ကြီးအပေါ်သို့ရောက်လာတော့ခါလက်ထဲမှာဓမိတ်ဓမီကိုထိုးမီလှမ်းပြလိုက်စင်မှာပင်အိနေသူမှာတော့ပုံစံအင်းကြီးလုံကြီးအဖြစ်ဝင်းစင်ထားသောအကျဉ်းသားတစ်ယောက်ဖြစ်နေတယ်ဟေးမင်းတို့လဲကွာကျွန်တော်ရဲ့နှိုးမလှမ်းမိလိုက်တဲ့ခါမှာတော့ထိုးအကျဉ်းသားကအိနေရာမှာတစ်ဖက်သို့လှည့်လာပြီးတော့ကြီးလိုက်စင်မှာပင် ကျွန်ုပ်ရဲ့တကောလုံးလိပ်ပြန်လွင့်စင်မတော့ဖြစ်သွားပါလေ။ရင်းချင်းသားရဲ့မျက်နှာမှာမနက်စောစောကကျွန်ုပ်ကိုယ်တိုင်တောက်ဖြိုတက်ခဲ့သောကျိုးသမားအောင်တွင် ဖြစ်နေသောကြောင့်ကြောက်ရွံ့ထိတ်လန့်သွားခြင်းဖြစ်ပါလေ။ဟင်ဟင်အောင်အောင်နေမင်းမင်းတိတ်သွားပြီလေ။ဘာဖြစ်လို့ဒီဘောရောက်နေရတယ်လဲ။ဒါဒါဆိုမင်းကတည့်ရဲလား။ကျွန်ုပ်ရဲ့နှုတ်မှာဘလုံးမရီပြောဆိုနေတာကျိုးစင်ကြီးပေါ်မှာအကြောင်းရင်းထိုင်တဲ့စိတ်ဖြစ်ကကမန်းကရန်ဆင်းပြေးလာခဲ့ပါလိမ့် ထိုးစင်မှာပင်ညမမောင်မမကြီးအဝဲကျွန်တော်မှာကြောက်အားလန်အပြင်ထွက်ပြေးလာစဉ်ဝင်တိုးမိရော်လေဟေးဘာလို့လဲအမောင်ထဲမှာနှစ်ဦးသားဝင်တိုင်းမိကြပြီးတော့တစ်ဖက်လူမှအလန်တကြောင်မေးလဲမေးလာတယ်လက်ထဲမှာဒနိတ်တမီကို ထိုးကြည့်တော့မှကျွန်တော်မှသိသွားတယ်ဟာဆရာဘလို့ပြစ်လာတာလဲငါငါငါထိုးစင်ပေါ်မှာတရေနဲ့တို့လို့ကွာအာမဖြစ်နိုင်တော့ဆရာလဲဘယ်မှလဲလာသွားကြည့်မယ်စစ်ခွေးကင်းတဲ့နေတော့တက်ကြဆန်ထုံးမှပြောနေတယ် စီခွေခွေတာဝန်ကြအတက်ကြက်ဆန်တို့မှာသူ့ရဲ့ exhibition ခွေကြီးကိုအမျိုးသမီးဆောင်တော်ခြံစည်းရုံးမှာကြိုးစီထားခဲ့ပြီးတော့လှည့်လိုက်စဉ်အမောင်ထဲမှာကျွန်ုပ်နဲ့ဝင်တိုးမိကြခြင်းဖြစ်ပါလေ။ဟင်ဘာမှလည်းမရှိပါလား။စောစောကလေးတင်ပုံစံအင်ကြီးလုံကြီးအဖြူဝစ်ပြီးတော့လှည့်အိတ်နေရကွာ။ဟာဆရာကလည်းမပြည့်နိုင်တာပဲဆရာစိတ်ဆွေးနေလို့ဖြစ်မှာပါဗျာ။တက်ကြက်ဆန်ထွေးရဲ့ဇကားကြောင့်ကျွန်ုပ်စိတ်ထဲဝဲဇဝေဇောဝါဖြစ်သွားပါလေ။အေးကွာတော်တော်ထူးတော့ထူးလာမယ်။ ကျွန်တော်မှာကိုယ်တိုင်ကြုံတွေ့မြင်နေရပါလေအစားအနမမြင်နိုင်တော့ပျောက်ချင်းမလားပျောက်သွားရင်စိတ်ထဲမှာအံ့ဩနေမိပါလေနန္ဒကင်းထောင်ထဲမှာဂျူဒီထွက်လာတော့အခါမှာတော့ထောင်ချောင်းစီရတော့ကြီးကုမာရထံရင်းကိစ္စအကြောင်းတွားရောက်လျှောက်ထားကြည့်လိမ့်တယ်တကကြီးဒီကိစ္စမျိုးဆိုတော့ကဟိုးဗုဒ္ဓမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မမူခင်ငါပင်တေရွန်တွားခဲ့ကြတော်သူများသည်မကျွတ်မလွတ်သောဘဝကိုရောက်တော်ခဲ့ကြသည်အဲဒီဗလာလောကသားတွေဟာ မိမိတို့ကောင်းရဘုံဘဝတို့ရောက်စေဖို့အတွက်ကိုယ်တိုင်ကုသိုလ်ဒါနမပြုလုပ်နိုင်ကြဘူးကွသူတစ်ပါးကသေလွန်ပြီးသွားကြသူများအတွက်လှူပွဲပစ္စည်းများကိုယဟန်ကံကအရှင်သူမြတ်တို့ကို စက္ကပ်လှူဒန်းတရားနာအမြတ်ဝေဘေးမှာထိုကုသိုလ်တို့ကိုတာရုခေါ်ဆိုလို့ရနိုင်မှာဖြစ်တယ်။အဲဒီလိုမိန်ကြားပြောဆိုလေတယ်။ကျွန်တော်လည်းမိမိနေထိုင်ရာအိမ်သူတို့ခိတ္တပြန်လာပြီးတော့ဇန်နီးတဲ့ကိုဖြစ်ပြဖို့အကြောင်းတော်ဟာပြောပြခဲ့တယ်။ အရင်နောက်ဇနီးတဲ့နဲ့အတူဆရာတော်ဦးကုမာရထံသင်္ကန်းတစုံဇက်ကလူတက်ပြီးတော့ရေစက်ချကအမြဘေးဝင်လိုက်လေတယ်။တပည့်အောင်နေငါနေမင်းကဘာရန်ညို့ရန်စားမှမရှိကြဘဲနဲ့ငါတောင်းဝဲအရာဆောင်ရွက်ခဲ့ရတာပဲရှိတယ်။ငါပြုသောကံပဲ့တင်တဟာငါထံပြန်လာလင်းလေအခုငါပြုသောကုသိုလ်ဒါနကိုမင်းလည်းရောက်ရောက်ပုံမွားကနေငါအပေါ်ခွင့်လွှတ်ပြီးတော့တာရုအနုဘောဇနာခေါ်ယူပါကွာ။မင်းလည်းရောက်ရောက်ပုံမွားမှာကောင်းရမွေးရရောက်ပါသေးကွာ။ အောင်နေ အမြအမြအမြဟုနှုတ်မရွဇောကရေစက်ခွက်ကိုကန်ပြီးတော့အမြပေးဝေနေလိုက်ပါရင်ကျောင်းနိုင်စရာတော့ဥကုမာရတဲ့ကျောင်းသင်ကခေါင်းဘုံပေါ်မှာအိမ်မြောင်ဆုတ်ထိုးလိုက်တံကိုတော့ပြပြမြပြင်ကြားလိုက်ရပါလိတော့လေဒီနောက်ပိုင်းမှာလဲကျွန်တော်လည်းတောင်းဝန်ထမ်းဆောင်နေတဲ့အချိန်ဝင်မိသည်အနောက်ရှက်ပေးခြင်းများမခံရတော့ဘင်းနောက်ဆုံးမှာတော့အညာဘက်ကင်းလက်စစ်စင်းနေတဲ့အခါထောင်ထဲမှာကျိုးစင်ကြီးနာစီဖြတ်သွားတဲ့အချိန် မြည်သည့်အရေးရောက်များမတွေ့မမြင်ရတော့ဘဲနဲ့တိတ်ဆိတ်ငြိမ်သက်နေပါရယ်။ဇိုင်းစရာဆရာစိုးဝေရေးသားထားတဲ့ဂျိုးသမဝင်းကြီးဆိုတဲ့ဖြစ်ရမှန်ဗရာလောကဇာတ်လမ်းလေးကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာ။ဆရာစိုးဝေနဲ့တကွာနားဆင်ပေးခဲ့ကြတော့တို့တယောက်ချင်းဒီကိုအထူးပင်ကျေးဇူးတင်ရှိပါရယ်။တာယာပြေရှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။